အားလုံးကျမ်းမာပေးခြင်းကြပါသေးဗျာ။နှုတ်သစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုတုံ့နှုတ်တင်ဆက်ပေးပါမယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရက်ခံလိုပါတယ်ခင်ဗျာ။ဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ AA နဲ့ပူးပေါင်းတပ်တွေရဲ့စစ်စင်ရေးကကပ္ပစ16နီးကိုရောက်လာပြီလို့ဆိုပါတယ်။နောက်နိုင်ရကန်ဘီဝါကုန်းမြေအောက်လှိုင်ကူတဲကနေပြီးတော့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဇက်တိုက်ထွက်ပြေးနေတယ်လို့သိရပါတယ်။ အခြေအနေပုံမဆိုးဝါးလာသေးမဲ့စစ်တပ်ရုပ်ောက်ပွဲကိုနိုင်ငံတကာအသိအမှတ်မပြုဖို့ထိုင်းလွတ်တော်အမတ်ကပြောပါတယ်။ Homeland Leader စကန်ဌာနချုပ်ကရိခာကိုရောင်မိရှုခံရပြီးတော့နိုင်ငံမှာစစ်ခွေးမအလအတွက်ဟုရည်သားခဲ့ပါတယ်။ဒီနောက်မိုင်းငုံမြို့လေကြောင်း တက်ခိုက်မှုမှာဂေါ်ရခါလူမျိုးဒေသက2ဦးတေဆုံးပြီးတော့2ဦးဒဏ်ရာရတယ်လို့သိရပါတယ်။ကမာမောင်းကတိုင်တိဖာပွန်နယ်မြေမှာပြန်ထိန်ချုပ်ဖို့စစ်ကောင်စီကဒီ BGF DGB တို့နဲ့ ူးပေါင်းပြီးတော့အင်အားဖြစ်နေတယ်လို့သိရပါတယ်ခင်ဗျာနောက်သကိုင်းတိုင်းဒသယ်မြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကြားဖြန့်တိုက်ခိုက်တာမှာစစ်သား၁၀ဦးသေဆုံးပြီးတော့စစ်ကြောင်းကဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်းဆိုပါတယ်ဒီသတင်းတွေကိုသူတိပြီးတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမအုံသတင်းတစ်ပုဒ်အနေနဲ့ကတော့ AA ရဲ့သတင်းတွေနဲ့ဒီစတင်ကြပါတယ်ခင်ဗျာအရကတက်တော် AA နဲ့ပူပေါင်းတက်တွေရဲ့စစ်စင်ရေးဟာဘကိုးတိုင်းဗရောင်းမြို့နယ်ထဲမှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ယုံကပ္ပဆာ16အနည်းကိုရောက်ရှိလာပြီးဖြစ်လို့မြေပြင်စီးရေးတရင်ရင်းမြစ်နဲ့ဒေသခံတွေကပြောပါရခင်ဗျာဒီကပ္ပဆာ16ဟာကြီးစံနဲ့ဘုံတိထုတ်လို့ရမှာအုံပြီးတဲ့ရမ်းချက်စက်ယုံဖြစ်ပြီးတော့ဗရောင်းမျိုးနဲ့မတုံရွာရဲ့အနည်းမှတရှိတာပါကပ္ပဆာ16အတွက် point 63လုံးစကန်းကုန်းဟာအရေးပါတဲ့ကာကင်းစကန်းဖြစ်ပြီးတော့ဒီစကန်းကုန်းအပါဝင်ကာကင်းပိတ်ဆို့တိုက်ခိုက်လျက်ရှိတဲ့နိုင်ငံကံပြူဟာဂုံမြေအောက်လိုင်ကူတဲ့ကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ဒီဇက်တိုက်ထွက်ပြေးနေတယ်လို့သိရပါဗျ။ရက်ကတက်တော်အေနဲ့ပူပေါင်းတော်လန်ရေးတက်တွေပိတ်ဆို့တိုက်ခိုက်လျက်ရှိနေတဲ့ရခိုင်နဲ့ဒီမကွေးအဆက်ငဖဲမြို့နယ်အပိုင်းအမ်ဗရန်လမ်းတောင်ဟောင်းပေါ်ကဒီစစ်ကော်မရှင်တပ်အခိုင်အမာခြေပြုထားတဲ့နိုင်ကံဗျူဟာစခန်းကုန်းမြောက်လှိုင်ကူတဲကခူအောင်းနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာလမ်းနီးမျိုးစုံနဲ့ဇက်တိုက်ထွက်ပြေးနေတယ်လို့ရကတက်တော် AAC မှာလက်နက်ချလင်းဝင်ရောက်တာတွေလည်းရှိနေတဲ့အကြောင်းစီးရီးတရင်ရင်းမြစ်တေဦးကပြောပါတယ်ခင်ဗျာ။ ီးခဲ့တဲ့အော်တိုဘာလ16ရက်နေ့ဒီအော်တိုဘာလ19ရက်နေ့ပါလဲဒီနိုင်ရကံဘီဝါဂုံးကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့နီလန်းမျိုးတုံရှာပြီးတော့ကစင်ကလေးထွက်ပြေးနေကြတယ်လို့ရက်ကတက်တော် AAC ကိုလက်နက်ချလင်းဝင်ရောက်ဒါတွေလည်းရှိနေတဲ့အကြောင်းအဲ့ဒီသတင်းရေးမြစ်ကဆိုပါတယ်ခင်ဗျာဒီစစ်ကော်မရှင်ဟာနိုင်ရကံဘီဝါစကားမြောက်လှိုင်ကိုအတွင်ပိတ်မိနေတဲ့၎င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုကယ်ထုတ်ဖို့နဲ့မြေပြင်စစ်ကြောင်းရောက်ရှိဖို့ဒီလေကြောင်းတိုက်ခိုက်တဲ့ဒီအသေးတံကျူပန်းလုဆောင်နေတယ်လို့သိရပါတယ် စစ်ကော်မရှင်ထောက်ခံတဲ့ဝါဒဖြန့်ရေးသားနေတဲ့စစ် lobby Telegram တွေမှာတော့အရင်ဓာတ်ပုံဟောင်းတွေကိုအသုံးပြုပြီးတော့ AA နဲ့ PDF တွေနိုင်ရကန်ကဆုတ်ခွာသွားပြီဖြစ်တဲ့အကြောင်းဒီဆုတ်ခွာခြင်းမရှိသလိုတိမ့်ပိုက်ဖို့လည်းအနည်းဆက်ဆုံးအနေက ထားကိုရောက်ရှိနေတယ်လို့မြေပြင်စီးရီးသတင်းရေးမြစ်သူကပြောသူပါတယ်ခင်ဗျာဒါကြောင့်အာနာသိန်းအကြံဖက်စစ်ကော်မရှင်ဒီကိုအတင်းအဓမ္မစစ်သားသူတောင်းခံထားတဲ့ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးလက်နက်ချလင်းဝင်ရောက်ကြဖို့နဲ့လင်းဝင်ရောက်လာလိုပါကအရကတက်တော့အေတက်ဖွဲ့ဝင်ရှိတဲ့အနီးဆက်ဆုံးနေရာကိုဆက်သွယ်အကြောင်းကြားလာရောက်ပူးပေါင်းနိုင်ပြီးတော့ဒီလက်နက်ချလင်းဝင်ရောက်လာသူတွေကိုစစ်တုံးပန်းဥပဒေနဲ့အညီကောင်းကောင်းမွန်မွန်ပြုစုဆောင်ရှောက်ပေးထားတဲ့အကြောင်းအရကတက်တော့အေကအောက်တိုဘာ18ရက်နေ့မှာအတိအပြပြောဆိုထားပါတယ်ခင်ဗျာနောက်အခြေအနေပုံမှုစူးဝါလာသည်မှာစစ်တပ်ရုပ်ောက်ပွဲကိုနိုင်ငံတကာအသိအမှတ်မပြုဖို့ထိုင်းလွတ်တော်အမတ်တွေကပြောပါတယ် စစ်ကောင်စီကအကန့်အသတ်နဲ့ကျင်းပမဲ့ရွက်ောက်ပွဲဟာမြမအကြီးအခြေအနေကိုပုံမဆိုးဝါးစီမှာဖြစ်လို့နိုင်ငံတကာအဆင့်မှာအတိမတ်မပြုသင့်ဘူးလို့ထိုင်းလွတ်တော်အမတ်ကန်နူဝီစုပန်းကပြောပါတယ်မြမအရင်နဲ့ပတ်သက်လို့မကြာခဏထုတ်ဖော်ပြောဆိုလေးရှိတဲ့ထိုင်းလွတ်တော်အမတ်ကန်နူဝီစုပန်းဟာမြူသားညညွေဆိုရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်လူသားချင်းစာနာတဲ့ဒီတဘာဝဘေးအန္တရာယ်စီမံခွင့်ကွေးရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေတို့ဦးဆောင်တဲ့ကုသလေအဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တဲ့အကြောင်းဒီနေ့သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ပါတယ်။မစ္စတာကန်နဝီစူပန်းကပြည်ထောင်စုလွှတ်တော်ကုသပြုကော်မတီကမိတ်ဆွေတွေနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းဓာတ်ပုံနဲ့တကွဖော်ပြခဲ့ပေမဲ့ဘယ်နေ့ရက်ကတွေ့ဆုံကလေးဆိုတာမသိရသေးပါဘူး။ NUG ဝင်ကြီးတွေဖြစ်တဲ့ဒေါ်သင်မအောင်နဲ့ဒေါက်တာဝင်းမြအေးတို့ဟာ2020ထူထူရွေးကောက်ပွဲမှာထပ်မံရွေးကောက်ခါတဲ့နိုင်ရလွှတ်တော်ကုသလေတွေလည်းဖြစ်ကြပါတယ်။အဲ့ဒီတွေ့ဆုံမှုဟာထိုင်းဥတွေပြုအာဏာအနေနဲ့အပြုသဘောကြားဝင်ဆောင်ရွက်နိုင်မဲ့နိုင်ငံ ဖြစ်နိုင်ခြေပေါ်မှာ CRP ကမိတ်ဆွေတွေနဲ့ဆွေးနွေးခဲ့တယ်လို့ဆိုပါရယ်ခင်ဗျာမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးမဖြစ်ပေါ်ဘူးဆိုရင်ထိုင်းနိုင်ငံအနေနဲ့လည်းဧကံမုတ်ချခံစားရလိမ့်မယ်လို့မစ္စတာကန်နဝီစုပန်းကပြောပါရယ်မျိုးလုံးတွေနားတွေပိတ်ထားမဲ့အစားပြဿနာကိုဖြေရှင်းဖို့ရေရှည်တည်တတ်တဲ့အဖြေရှာဖွေဖို့စိတ်တွေဖွင့်ထားတဲ့အကြောင်းထိုင်းလွှတ်တော်မှကပြောပါရယ်ခင်ဗျာဒါ့အပြင်ထိုင်းနိုင်ငံကိုရိုက်ခတ်လာမဲ့အခြေအနေတွေကိုကာကွယ်ဖို့နယ်စပ်ဖြတ်ကျော် ူသားချင်းစာနာမှုအကူအညီပေးရဖြစ်နိုင်ခြင်းပေါ်လဲဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။လူသားချင်းစာနာမှုဆိုင်ရာတွေကိုအတိုင်းလိုက်နာရဲဆိုရင်မြန်မာပြည်သူတွေအနေနဲ့ထိုင်းနိုင်ငံတဲကိုဒုက္ခတွေအဖြစ်စုပြုံလိုက် ရောက်လာမှာမဟုတ်ဘူးလို့ထိုင်းလွတ်တော်အမတ်ကရေးသားထားပါတယ်။ထိုင်းနိုင်ငံကတဆင့်မြန်မာနိုင်ငံတဲကနေသက်ဖြတ်ကျော်ရာဇဝတ်မှုတွေအွန်လိုင်းကိုလိမ်လည်မှုပြဿနာတွေကိုလည်းဖြူခွဲဖို့လိုအပ်တဲ့အကြောင်းဆွေးနွေးခဲ့တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ ထိုင်းနိုင်ငံအနေနဲ့မြန်မာနိုင်ငံညီညာရေးအတွက်အလင်းအမြန်အခိုင်အမာယက်တည်ရမယ်လို့လည်းမစ္စတာကန်နဝီစုဘန်းကပြောပါရခင်ဗျာနောက်သကိုင်းတိုင်းဟုံးမလင်းလေတပ်စခန်းဌာနချုပ်ကဒီရိခာကိုရောင်ကို မိရှုခံရပြီးတော့နိုင်ငံမှာစစ်ခွေးမယောင်လိုက်အတွက်လူစာရေးသားခဲ့ပါတယ် စကိုင်းတိုင်းဟ ோம் လင်းမြို့အခြေဆိုင်ဟ ோம் လင်းလေတာစကန်ဌာနချုပ်မှာရေခါကိုတောင်ကိုမိရှုမှုတရားဖြစ်ပွားခဲ့ပြီးတော့နိုင်ရမစစ်ခွေးမဲအောင်လိုင်းအတွက်ဟုစာရေးသားခဲ့တယ်လို့လေတပ်သတင်းရေးမြစ်တွေကပြောထုတ်ပါတယ်။အော်တိုဘာလ18ရက်ညပိုင်းဟ ோம் လင်းလေတပ်စကန်ဌာနချုပ်ရဲ့ရေခါကိုတောင်မိရှုဖြစ်ပွားပြီးတော့မိရှုသူနိုင်ရမအဲ့လိုရေးခဲ့တာလို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကိုနေပြည်တော်အခြေဆိုင်စစ်ရုံးနဲ့ကကလေကမသိရှိသေးဘူးလေတပ်စကန်ဌာနချုပ်ဗိုလ်မှူးချုပ် မြန်မင်းသားကအထက်ကိုမတင်ပြဘဲနဲ့တရင်ဖုံးခဲ့တဲ့တဲ့အကြောင်းအဲ့ဒီနောက်ရိခါကိုတော်ကိုအများပြန်လည်တိဆောင်းနေကြောင်းသိရပါတယ်ခင်ဗျာမိလောင်ကျွမ်းခဲ့တဲ့ဟုံးမလင်းလေးတပ်စခန်းဌာနချုပ်ရဲ့ရိခါကိုတော်မှာတက်တွင်းတန်လျာများနဲ့ဝေးကွာပြီးတော့လူနဲ့ဝေးတဲ့တော်ထဲမှာတိဆောက်ထားတာဖြစ်ပါတယ်လက်တလုံးမိရှုသူကိုဖမ်းဆီးရရှိတာမရှိတာကြောင့်အနည်းဆုံးကင်းတဲ့ကတာဝန်ကျစစ်သား၄ဦးအုပ်ချုပ်ရေးမှူးတပ်မှုဒုတိယဘုံကြီးအောင်ကျော်စွာ DSA 42က ဦးစီးပြီးစစ်ဆေးညှင်းမနှိပ်စက်နေတယ်လို့လည်းသိရပါဗျ။ဟုံမလင်းလေတပ်စကန်ဌာနချုပ်ရဲ့အုပ်ချုပ်ရေးမှူးတပ်မှူးဒုတိယဗိုလ်မှူးကြီးအောင်ကျော်စွာ DSA 42ကဦးစီးပြီးတော့တန်တရားရှိတဲ့စစ်တီတွေကိုရိုက်နှက်ညှင်းပနှိပ်စက်နေတယ်လို့လည်းသိရပါဗျခင်ဗျာ။နောက် DNL ထိန်းချုပ်တဲ့မိုင်းငုံမြို့ကိုလေကြောင်းကနေဖုံးကျဲသွားပြန်ပါတယ်ခင်ဗျာ။ တန်တမရော DNL ထိန်းချုပ်ထားတဲ့မိုင်းကော်မြို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်တာကြောင့်ဒေသကနှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီးတော့နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆုံသမ်းသိရှိရပါတယ်ခင်ဗျာ။အုပ်ချုပ်ရေးနဲ့နှိစက်သူတို့ကနှစ်ယောက်သေတယ်နှစ်ယောက်ဒဏ်ရာရတယ်အကုန်လုံးဂေါရခါတွေပဲလို့ရှုဖီမြေသတင်းဌာနကပြောဆိုထားတာပါ။အဲ့ဒီသေဆုံးသွားတဲ့သူတွေထဲမှာအမျိုးသမီးတဦးအမျိုးသားတဦးဖြစ်ပြီးတော့ဒဏ်ရာရသူတွေဟာအမျိုးသားနှစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။ တန်ဒေတာတဲ့ကိုစစ်ကောင်စီကဒီလအောက်တိုဘာ2ရက်ကစပြီးတော့မနေ့ကအောက်တိုဘာ20ရက်ထိအဆက်မပြတ်ဘုံကျဲတိုက်ခိုက်တာလုပ်ခဲ့တာကြောင့်ကလေး6ဦးအပါအဝင်တေဆုံးသူ44ဦးထိရှိလာပြီးဖြစ်ပြီးတော့42ဦးဒဏ်ရာရရှိခဲ့ပါတယ်။တရနယ်လေးရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်ချုပ်တာဖုံးကျော်ကတော့စစ်ကောင်စီတပ်ရဲ့တန်ဒေတာတဲ့အဆက်မပြတ်ဘုံကျဲတိုက်ခိုက်တာတွေအတွက်အလှည့်ဆိုတာရှိသမျှပါလို့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်ခင်ဗျာ။ ကမမောင်းကတိုင်တိဖာပုန်နယ်မြေပြန်ထိန်ချုပ်ဖို့စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေကဒီအင်အားဖြစ်ပြီးလှုပ်ဆောင်နေတယ်လို့သိရပါတယ်ခင်ဗျာ KNU တပ်မှငါဖာပုန်ခရိုင်ကမမောင်းကတိုင်တိနယ်မြေမှာပြန်လည်ထိန်ချုပ်ဆိုးမိုးနိုင်စေဖို့စစ်ကောင်စီပူးပေါင်း BGF DKBA တပ်တို့ကဒီတိုက်ရန်များပြားနဲ့ပူးဆောင်နေတယ်လို့သိရပါတယ်အခုစစ်ကောင်စီပူပေါင်းတပ်တွေဘက်က82ဖို့အင်အားများပြားပို့ဆောင်ဖြစ်တင်နေတဲ့အရင်ကတကြိမ်တိုးလာပြီး ဝါဒုအထက်မှာတက်ခိုက်ခံပြီးတော့ထိနာလို့ဝါဒုမှာပြန်ဆုတ်ပြီးတော့ထိုင်ပြန်ချတယ်လို့အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်ခင်ဗျာစစ်ကောင်စီပူးပေါင်းအဖွဲ့ကရှစ်တူးနိုင်ဖို့စစ်ကြောင်းထုံးမဲ့လမ်းကြောင်းကိုလက်နက်ကြီးပစ်ခတ်တာဒရုန်းတွေနဲ့ပုံကျဲတာတွေလမ်းကြောင်းရှင်းလုပ်နေတယ်လို့သိရပါတယ်ဒါ့အပြင်စစ်ကောင်စီဘက်ကဆုံရှုံရတဲ့တပ်စခန်းနေရာတွေကိုပြန်ရယူဖို့ကြိုးစားတာကြောင့် KNU ဒီမူထရခိုင်အတွင်းကိုစစ်ကောင်စီကဂျက်ဖိုက်တာတွေဒရုန်းတွေနဲ့ရတပ်ပြည်သူတွေနေထိုင်တဲ့ခြေရွာတွေဘာသာရေးတာသနာအဆောက်အုံ တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေလှုပ်ဆောင်လျက်ရှိနေတယ်လို့ဒီသတင်းရင်းမြစ်တွေအစိုးရသိရပါတယ်ခင်ဗျာအောက်တိုဘာ၁ရက်နေ့က၁၅ရက်နေ့ထိ KNU မူထော်ခန့်အတွင်းမှာစစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့အကြထိတွေ့တိုက်ပွဲကတော့ဒီ52ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီပူးပေါင်းတပ်ဘက်ကတိုက်ရင်မှုတအူးအပါဝင်၁၄ဦးတီဆုံးက28ဦးဒဏ်ရာရှိခဲ့တယ်လို့အောက်တိုဘာ16ရက်နေ့ရွှေနဲ့ကင်ယူကသတင်းထုတ်ပြန်ထားပါတယ် အော်တိုဘာ၁ရက်နေ့ကနေ15ရက်နေ့အထိဒီစစ်ကောင်စီဒရုန်း6ကြိမ်ပုံကျဲပြီးတော့ဂျက်ဖိုက်တာ5ကြိမ်ပုံကျဲတယ်120မမနဲ့2ကြိမ်ပစ်ခဲ့ပြီးတော့အရသာတူးတေဆုံးပြီး3ဦးဒဏ်ရာရှိခဲ့တဲ့အပြင်ဘာသာရေးအဆောက်အုံနဲ့လူနေအိမ်တွေလည်းထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာနောက်ဒဇယ်မြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်တာမှာစစ်သား12ဦးတေဆုံးပြီးတော့စစ်ကြောင်းကဆုတ်ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ် ဒီမနေ့ကအော်တိုဘလ20ရက်နေ့မနေ့ပိုင်း9နာရီခွဲအချိန်မှာသကိုင်းတိုင်း30မြို့နယ်အတော်ကြီးရွာကဒီကမ်ဘလူမြို့နယ်ကာဘိုးဘက်ကိုပြန်လည်ဆွတ်ခွာနေတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့ကစုပေါင်းပြီးတိုက်ခိုက်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ဒီစစ်ခွေးဆက်တကောင်တည်တယ်လို့သိရတယ်။စစ်ခွေးဆက်တကောင်ကတော့နေရာမှာပင်ပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်။အရှင်ဖမ်းမိတာမျိုးမရှိပါဘူး။ကျွန်တော်တို့ရဲဘော်တွေထိကမ်းမရှိပြန်ဆုတ်နိုင်ခဲ့ပါတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမျိုးနယ်ပကဖတ်တာဝန်ခံကပြောပါတယ်ခင်ဗျာဒဇယ်မျိုးနယ်ပကဖတ်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်မှာဒီမနေ့ကအောက်တိုဘာလ20ရက်နေ့9နာရီခွဲအချိန်မှာဒဇယ်နယ်အရှိကျမ်းမှာစစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့တာပါအဲ့ဒီစစ်ကြောင်းမှာအတော်ရွာကာဘူးရွာဘက်ကိုပြန်လည်ဆုတ်ခွာလာတဲ့အချိန်ကာဘူးတရအနီးမှာဂျားဖြတ်တိုက်ခိုက်တာဖြစ်ပါတယ်စစ်ကြောင်းဘက်ကတပ်ဖွဲ့ဝင်9ဦးတိုက်ဆုံပြီးတော့12ဦးဒဏ်ရာရှိကစစ်သားတွေထွက်ပြေးသွားတဲ့အကြောင်း အလောင်းနဲ့ဒဏ်ရာရစစ်သားတွေကိုမနေ့ကမွန်းတက်၁၂နာရီကျော်အချိန်ကားတွေနဲ့တဲသွားတယ်လို့လည်းသိရပါတယ်ခင်ဗျာအဲ့ဒီစစ်စင်ရေးတိုက်ပွဲကိုဒဇယ်မြို့နယ်ပတ်ကဖရွှေဘူ KI အမှတ်52ဘီဟာတက်ရင် PLA ပေါ်ဦးစစ်ကြောင်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးပတ်ကဖလက်ယုံတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီနေ့အောက်တိုဘာလ22ရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်